Okay. ကျွန်တော်တို့ Man City တင်းကတော့ဒါ line net ထွက်လာပြီပေါ့နော်ဒီ line net ကကလေးတွေဆွဲထားတဲ့ပုံဖြစ်လို့ညီကိုတို့တွေနဲ့အမြင်မမပါနဲ့ကျွန်တော်တို့ City က City in the Foundation Community ဆိုလာပဲအဲ့အဲမှာကျွန်တော်တို့ကပြောမယ်ဆိုကလေးတငယ်တွေကိုဦးစားပေးတဲ့အနေနဲ့ကလေးတငယ်ဆွဲတဲ့ဟာတွေကိုကလေးတငယ်လုပ်တဲ့ဟာတွေပို့ပြီးတော့တံပိုးထားချောင်းပြတ်တာအနေနဲ့ဒါဒီ line net ကိုထွက်လာတာပါလို့နော်ဒါကဟိုကလေးကစားစရာလောက်တာမဟုတ်ပါဘူးအဓိကတို့တို့နိုင်ငံမှာကလေးတွေကိုတံပိုးထားတာဖြစ်တဲ့အတွက်ဒီကလေးတွေကိုဟိုလောက်ထားတဲ့ဟာကိုဒါဒီလို official တွေချပြတဲ့တဘောပဲပေါ့နော်အဲ့တော့ ကြည့်လိုက်ကြအောင်ကျွန်တော် line နဲ့ကတော့ထွက်လာပြီအဲ့တော့ Gorman နေရာစပြလို့ရှိရင် Erson Morales နေရာမှာကျွန်တော်တို့ဒီ Odiga Morino ထည့်လာရပေါ့နော် Odiga ပေါ့ဗျာအဲ့တော့ Erson ဘာလို့မပါလဲကျွန်တော်စဉ်းစားလို့မရဘူးဗျာဒီအရန်လူစင်းမှာပါလားဆိုလည်းမပါဘူးဒဲရမြန်ရနေရော့တလောင်မတည်ဘူးနော်ကျွန်တော်လည်းဘာတတင်းမှာတော့မကြားမိဘူးကြာ Erson မပါတာကြီးကတော့နည်းနည်းတော့ဒါ Gorman နေရာအတွက်ကတော့အားနေချက်တစ်ခုနေနဲ့ရှိလာနိုင်တယ်ပေါ့နော် Odiga ကဒါဘယ်လိုပြောမလဲ ကိုကဝယ်မှုအပိုင်းတွေမှာကောင်းပေမဲ့ကစားကွက်တိစောက်မှုအပိုင်းမှာတော့ကျွန်တော် error ဆန်လောက်မကောင်းဘူးဗျ။ဒါကကျွန်တော်တို့အရှိကိုရှိတိုင်းလက်ခံရမယ့်အမှန်တရားတစ်ခုပေါ့နော်။အဲ့တော့ဘာပဲဖြစ် OTK ပါလာတဲ့အတွက်တော့ကျွန်တော်တို့ကိုဒီကစားကွက်တိစောက်မှုအပိုင်းမှာတော့နည်းနည်းလေးဒီ error ဆန်တဲ့ဆိုင်အာရောလိမ့်မလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။အဲ့တော့ညာနောက်ခံလူနေရာမှာဆိုတော့ Lewis ပေါ့နော်။ Lewis ဆိုလို့လည်းမဆဲကြပါရင်းနဲ့ပေါ့နော်။ Lewis ဒီခံစစ်ပိုင်းမှာအားနေပေမဲ့ဒါကစားကွက်ပိုင်းဆိုင်ရာတိစောက်မှုပိုင်းမှာတော့ကောင်းမွန်တယ်လို့ပြောလို့ရရပါတော့အဲ့တော့ဒီနေ့ Lewis အမားတွေထက်လုံမဲ့ဆိုရင်တော့ဒီကောင် line net ထဲကအောက်ဖို့တင့်နေပြီပေါ့နော်အခုတော့ Guardiola ကသူ့ရဲ့အချစ်တော်ထည့်ရဖြစ်တဲ့အတွက်ခင်ဗျားတို့တိကျမ်းပြီးကြည့်လအောင်ကျွန်တော်လည်းတိကျမ်းပြီးတော့ကြည့်မယ်အခုချိန်မှာလည်းကျွန်တော် Lewis ကိုအကောင်းမြင်စိတ်ထားပြီးနေပြီပေါ့နော်အဲ့တော့ Queen နဲ့ဘိုခန်စစ်ကတော့ဘိုခန်စစ်ပေါ့နော်ဘိုခန်စစ်ကတော့ကျွန်တော်တို့ဒီ DS ရဲ့ခူဆာနော့ကြီးပဲတုံးထားတယ်အဲ့တော့ဒါကကျွန်တော်တို့ Man City တင်မှာနှစ်ပေါင်းများစွာ မြင်တွေ့ရနိုင်တဲ့အတွဲဖက်တစ်ခုလို့လည်းကျွန်တော်ရင်တော့ထင်တယ်ပေါ့နော်ဒါ ဒီ DS နဲ့ Kusa နောက်ကိုတောင်းကျင်လို့ Lewis ကိုထည့်တဲ့တဘောလေးဖြစ်လိမ့်မယ်ဗျ။ဘာလို့လဲဆိုတော့ Lewis နဲ့ဒီကဘာဒီယောက ရှေ့ကိုလိုက်ပြီးကစားကွက်တိစားမှုပိုင်းနဲ့မှာကုညီမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ DS နဲ့ဒီ Kusa နောက်ကိုကျွန်တော်တို့ဒီဘိုခံစစ်မှာတောင်းလိုက်ရပါတော့။နှစ်အောင်လုံးကိုကျွန်တော်တို့ဒီနောက်တန်းမှာပဲဒီထားလိမ့်မယ်ဗျာ။အထိုင်အနေနဲ့ကစားလိမ့်မယ်။ဘိုကတော့ကျွန်တော်တို့ဒီ ARD ရဲ့အကောင်းဆုံးကစားရမှလို့ဆိုလို့ရမယ်ကဘာဒီယောပေါ့နော်။အဲ့တော့ကွင်းလဲမှာဆိုရင်တော့ဒါ Nico Gonzalez ကတော့ဒါသူ့ရဲ့ ပုံမှန် main road နေရာကိုပြန်ဆော့ထားတာကိုကျွန်တော်မြင်တွေ့နေရတယ်။ဒါပဲဖြစ်တာ main road ကိုပဲစစ်ထားစားလို့ရှိရင်ကျွန်တော်နီကိုပို့ပြီးကြိုက်တယ်ဗျ။အဲ့တော့နီကိုပါလာရဖြစ်တဲ့အတွက်ဂန်ဒိုဂန်ကိုထည့်လာတာကျွန်တော်နည်းပို့ပြီးတော့တဘောတွေ့ရဗျ။ဂန်ဒိုဂန်ဒီခက်ဆက်ပိုင်းကူတဲ့အပိုင်းမှာတော့အရင်အားရစရာမကောင်းပေမဲ့ ဒီတိုက်စစ်ပန်းကိုလိုက်တဲ့နေရာမှာတော့ဂန်ဒူကန်ကိုကျွန်တော်ဆောင်းရမ်းကြိုက်တယ်ဗျာကျွန်တော်တို့ဖလားတုံးလုံးရတဲ့နှစ်ကဆိုရင်လည်းဒါဂန်ဒူကန်ကအဲ့ဒီနေရာမှာပဲပေါ့နော်အခုလက်ရှိထားနေတဲ့နံပါတ်8ရိုးနေရာမှာပဲကျွန်တော်တို့ဒီကစားခဲ့တာပေါ့နော်အဲ့တော့ဂန်ဒူကန်ဒီတိုက်စစ်ပန်းလိုက်တဲ့နေရာမှာအရန်ကိုထူးချွန်နေတဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာတော့ဂန်ဒူကန်ကြောင့်တိုက်စစ်လမ်းကြောင်းတွေအများကြီးပွင့်လာတော့ကျွန်တော်မြင်တွေ့ရလိမ့်မယ်အဲ့တော့တောင်ပန်ကတော့ထုံးစံတိုင်းကျွန်တော်တို့စာပင်ညိုဒိုကူပဲဆက်တုံးထားတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်အနေနဲ့လည်းသဘောကျတယ်စာပင်ညိုနဲ့ဒိုကူဒီဒါတဲလန်အဖြစ်အရန်ကိုအည်တွေ့ရှိတဲ့ကစားသမားတွေအတက်ကလည်းငငယ်လေးရဖြစ် ဖြစ်တဲ့အတွက်ဒီလိုကျွန်တော်တို့ဒီအတွဲပေါ်ယုံကြည်မှုတစ်ခုပေးလိုက်လို့ရှိရင်ကျွန်တော်တို့စီကနေပြီးတော့ဒီကောင်းမွန်လာတဲ့ impact တွေကိုကျွန်တော်မြင်တွေ့ခဲ့ရမှာပေါ့နော်အဲ့တော့မာမုတ်ကတော့ကျွန်တော်တို့ဒါဟာလန်ရဲ့နေရာမှာတာနောက်ချန်တိုက်စစ်မှုတွေနေနဲ့ကျွန်တော်ထားထားတော့တွေ့ရတယ်ကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော်ဒါအခွင့်အရေးတွေအများကြီးမဖန်တီးနိုင်ဘူးဟာလန်စီကိုဘောလုံးမရောက်တဲ့အတွက်အဲ့ဒီချိန်မှာဂွာရီယိုလာဒီကွင်းလယ်ဖန်တီးရှင်အစားတို့လို့ပေါ့နော်ဟာလန်ရဲ့ဝင်ကိုရှော့ချစီနိုင်မဲ့ဟာမျိုးကိုကျွန်တော်တို့အဓိကဟာလန်ကိုလူကတ်ထားမှုတွေကိုပြောမယ်ဆိုမာမိုးစ်ကဒီဟာလန် ha un lucas ha ဟိုခါလန်းကိုလူကတ်ထားလို့ရှင်နေရာလွတ်တရာပေါ်လာမှာဗျာအဲ့လမ်းကြောင်းတွေကိုမာမော့ချ်ကိုပဲကျွန်တော်တို့ဒီဒိုကူးစာပင်ကိုတွဲလုံးနဲ့ကျွန်တော်တို့ဒါတိုက်ဆက်စင်ဖို့ရည်ရွယ်ထားတာတော့ကျွန်တော်တို့မြင်တွေ့ရရင်တော့ဗောနော်အဲ့တော့မာမော့ချ်ဘယ်လောက်ထိလုတ်ပြနိုင်မလဲဆိုတော့ကျွန်တော်ဒီပွဲရဲ့အဖြေပဲဖြစ်နေမယ်မာမော့ချ်တာကောင်းကောင်းလုတ်ပြနိုင်တယ်ခါလန်းကိုဒါလူကတ်ထားတဲ့နောက်တန်းကစားသမားရဲ့ဟာကွက်ကိုကျွန်တော်တို့မာမော့ချ်ကောင်းကောင်းအတုံးချနိုင်တယ်ဆိုရင်တော့ဒါကျွန်တော်တို့ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုတော့ပုံဖွင့်နိုင်မှာလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဗျအဲ့တော့ဟာလန်းကတော့ထုံစံတိုင်းပဲတိုက်စစ်မှာကျွန်တော်ဥဆောင်လာရပါတော့အဲ့တော့ဘာဖြစ်ဖြစ်ဒီ ိုင်းနဲ့ကိုတော့ကျွန်တော်ဂိုရမားနေရာလွဲလို့ရှိရင်ဂျင်းနဲ့အာယာမင်းရဲ့လို့ကျွန်တော်နေတဲ့တုံးတက်မိတယ်လူးဝစ်တော့မပါဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဘယ်နှကူပြတ်ထင်မလဲညီကိုတော့ဒီလိုင်းနဲ့ကိုဘယ်လိုမြင်လဲတစ်ချက်လောက်တုံးတက်ပြီးတော့ကြပါအောင်ကျွန်တော်တို့9နိုင်ခွဲမှာအားလုံးတွေ့ကြမယ်ဗျာ